မန္တလေးတိုင်းမိုးကုတ်မြို့ခံတွေဟာစစ်ကောင်စီပြန်လည်ဝင်ရောက်လာမှာကိုလက်မခံကြောင်းနဲ့စစ်အာဏာရှင်အလိုမရှိကြောင်းဖော်ထုတ်ပြသတဲ့အနေနဲ့နိုဝင်ဘာလ6ရက်မနေ့ည8:00နာရီမြို့လုံးကျွတ်တန်ပေါင်းတိဆန္ဒပြခဲ့ကြပါတယ်။ဒေတော်လင်ဟာလူထုတော်လင်ရေးဖြစ်တာကြောင့်စစ်အာဏာရှင်ဖက်နဲ့ဆက်လက်တရှိနေသမျှကာလပတ်လုံးတန်ပေါင်းတိထောက်ရှောင်းမှုနီးနာကိုတနိုင်ကလုံးစီလုံးညီညွတ်စွာနဲ့အခါအခွင့်သိရင်တင့်တယ်လို့အတုံးပြုပြီးညီညွတ်စွာတော်လင်ကြရမယ်လို့ GSCB ကထုတ်ပြန်ထားပါတယ်။ တပိတ်ခေါင်းဆောင်တူဖြစ်သူဒေါက်တာဒေဇာဆန်းကလည်းမိုးကုတ်ပြည်သူတွေဟာဆရာနာရှင်စနစ်ကို လုံးဝအဆန့်ကျင်ကြောင်းအာနာသိန်းစေအုပ်စုကမိုးကုတ်မြို့တွေကိုပြန်လည်ဝင်ရောက်လာမှာကိုလုံးဝလက်မခံကြောင်းဒီလူလူလှုပ်ရှားမှုကနေပေါ်ထုတ်ပြသခဲ့ခြင်းဖြစ်ပါတယ်လို့ရေးသားထားခဲ့ပါတယ်မိုးကုတ်မြို့အရင်မှာတရုတ်အစိုးရပါဝင်ပတ်သက်နေတာနဲ့စစ်ကောင်စီစီကိုတရားနယ်လေကပြန်အပ်တာကိုကန့်ကွက်တဲ့အနေနဲ့မြို့ကန်တွေကတံပုံးတီဗီဆန္ဒပေါ်ထုတ်ခဲ့ကြတယ်လို့မြို့ကန်တို့က People's Wing ကိုပြောပါတယ် ဒေါ်လရင်အေအားစုတွေနဲ့နေကတဲ့မြို့ကန်တူကငါတို့မြို့ကိုငါတို့ပိုင်နေတရုတ်ရဲ့ဆွတ်ဖောက်မှုကိုရောစစ်ကောင်မရှင်ဝင်လာမှာကိုရောလက်မခံနိုင်ကြောင်းတန်မုံ TV ဆန္ဒဖော်ထုတ်တာနောက်ရက်တွေမှာဒီထက်ပိုပြင်းထန်မယ်လို့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်မိုးကုတ်မြို့ဟာ၁၀ဆနှစ်ခုဆစ်စင်ရင်းနဲ့တူ2024ဇူလိုင်မှာတန်အန်တက်မတော် TNL နဲ့ PDF တက်တွေတက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ခဲ့တဲ့မြို့ဖြစ်ပါတယ်မြို့အုပ်ချုပ်ရေးကို TNL ကဥဆောင်ခဲ့တာပါ ဒါပေမဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSL TN လေးနဲ့စစ်ကောင်စီကိုယ်စားလှယ်တွေဟာတရုတ်နိုင်ငံမှာအော်တိုဘာလကုန်ပိုင်းတုန်းကတွေ့ဆုံဆွေးနွေးပြီးမိုးကုတ်နဲ့မိုးမိတ်မျိုးတို့ကိုစစ်ကောင်စီစီပြန်လည်တွဲအပ်ပေးဖို့အပေါဝင်အဖြစ်ရစေရအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့ TN လေးကအော်တိုဘာ29ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။တရုတ်ရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်စီနဲ့ဆွေးနွေးအဖြစ်ရစေခဲ့ရတဲ့အခြေအနေကို TN လေးကထုတ်ပြန်ခဲ့ပြီးနိုင်ပိုင်းအကြောင်းမှာပဲပြည်သူ့ကာကွယ်ရေးတပ်မတော် MNDY PDF နဲ့ ပြည်သူ့ကာကွယ်တပ်မတော် PDF မိုးကုတ်ပြောမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖပြည်ဦးလယ်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတို့ကခင်းချုပ်နေမျိုးကိုကာကွယ်ဖို့မိဖတ်တော်လေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်လှုပ်ဆောင်သွားမယ်လို့ကြေညာထားခဲ့ပါတယ်ရှင်။